ခုကတော့ပြန်ပို့ပြီးတော့ပြန်လှကျင်သွားတယ်။ပြန်လှကျင်သွားအဓိကစိတ်ပါပဲ။ဟိုစိတ်ပါလို့စလာကျင်တဲ့စိတ်ရှိတဲ့ခါကျလို့ရှင်လှအောင်နေတာပေါ့နော်။တခါကျလို့ရှင်လည်းအရင်တော့ကျတော့နည်းနည်းဟိုစားတယ်တောက်တယ်ဆိုတော့ဝရတဲ့ခါကျနည်းနည်းဝနေတဲ့ခါကျလို့ confidence မရှိဘူးပေါ့။အခုတော့အော်ဝေးလို့ရှင်ကဒါလေးဝလိုက်ကိုကိုကိုအရန်လှမယ်လို့ထင်သွား။အဲ့လိုဆိုအဲ့လိုပဲဟိုစီစဉ်ပြီးတော့ဝေးဖြစ်တာပေါ့နော်။အဲ့လိုမဟုတ်စိတ်ပဲစိတ်ကကနာမြင်ဘူးလှကျင်တဲ့ခါကျလှကျင်ပါ။ အခြေအနေတခုမရှိဘူးလှကျင်တာအခြေအနေတခုမရှိဘူးကိုယ့်ကိုလှကျင်တဲ့ချိန်ကျရင်အဲ့လိုဝုန်းဆိုလှကျင်တဲ့ချိန်စိတ်ဖြစ်သွားရင်အဲ့လိုလှကျင်လှကျင်တဲ့ဘက်ကိုရောက်သွားအောင်အဲ့လိုတခြင်းတခြင်းဆိုလဲတခြင်းအဲ့တိုင်းပဲတခြင်းထုတ်ချင်တယ်ဆိုဘုံဆိုကောက်ထုတ်လိုက်ရောဘူးထုတ်ထွက်တော့မှာတခြင်းကတော့အဆွေးတခြင်းပဲဒါပေမဲ့ပုံစံနဲ့နဲ့နေပြောင်းထားတယ်သာသာစာသားတွေကတော့စာသားတွေကတော့ဒေတာစာသားတွေကတိရတိုင်းပဲရန်ကောင်ရှင်လက်ကြည့်ရဲ့စကလုံးတွေနဲ့အလုံးလိုက်ကြည့်တာအနေအမြင်လေးလားအလုံးစကလုံးလေးလားအလုံးစကလုံးလေးလားဆို သစ္စာရှိသူတိုင်းအတွက်ကမျက်ရည်ပေါက်ပြန်တဲ့လူတိုင်းအတွက်ကပျော်ရွှင်မှုစာသာစာသာအကြောင်းတိုင်းကောင်းတာတချင်းကဂျီဘီထားတော့ကြာပြီဒီပုတ်ပြီးနောက်ထပ်ပုတ်ရှိပုတ်လည်းရှိသေးတယ်အဲ့ဒါလည်းပြတ်တာပဲပေါ့နော်အဲ့ဒါအခုစီစဉ်ပြီးတော့တခါတည်းတခါတည်းရိုက်လိုက်တာတခါတည်းရိုက်ပြီးတော့အကြသေးဘူးရိုက်တာတရက်နေမှရိုက်တာရိုက်ပြီးတော့အဲ့ဒါအသေးအတန် သေးတန်ထွက်မယ်ဆိုပြီးအဲ့လိုအရင်တော့တခြင်းခွေထုတ်လို့ရှိရင်လိုက်တိုင်းမှာဆိုတော့အမြန်မြန်မြန်ဟိုကိုထုတ်ချင်တဲ့စိတ်ဖြစ်လာရင်အတင်းလောက်တာဘင်းကားလူတွေပြင်မှန်းတာကိုလည်းပြင်မှန်းတာပေါ့နော်ဘယ်လိုပြင်မှန်းနေဒါမဲ့အခုနက်ပြန်ထွက်ဖို့လောက်ထားတာဟာ